2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။မိတ်ဆွေအောင်အဆက်အဟောင်းများနဲ့ပြန်လည်ဆုံစည်းရတဲ့ ဖျားပုံတော့ဘိုးတော်ပုံတော့ရဟန္တာပုံတော့အေကိုကြွလိုက်ရင်ဒီပေါကင်းရှိရနော်ဒီ80ရာခိုင်နှုန်းဒီပေါကင်းရှိတဲ့ငွေရေးကြေးတွေလည်းဒီနေ့အတွက်မှာအလုံးလိုက်အရင်လိုက်ထုတ်လိုက်ထည့်လိုက်ဒီဝန်လာတက်တဲ့အိမ်နွေးရေးမှာလည်းတဦးနဲ့တူကစိတ်ကတိကောက်တွေဖြစ်ပြီးတော့အိမ်မှာစိတ်ပင်ပန်းစရာများနဲ့ကြုံတွေရတတ်တယ်ချစ်သူစီကနေပြီးတော့တရင်ကောင်းကြရတတ်တယ်ကျမကြီးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ ေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့2ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာစာစံချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်